ရန်နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့နောက်နိုင်ငံကြားဆွေးနွေးမှုတွေမစတင်မီအမေရိကန်သမ္မတထွန်နဲ့ထရန့်ကအီရန်ပေါ် CIA အင်အားအသုံးပြုမဲ့ချင်းချောင်းမှုတွေနဲ့ဖိအားပေးမှုတွေတိုးမြင့်လိုက်ပါတယ်။အီရန်နိုင်ငံကြားဝန်ကြီးအဘတ်အရာဂါချီနဲ့အရှိလေပိုင်းဒေတာဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ်စတီဗ်ဝစ်စကော့ဖ်တို့ဟာစနေနေ့မှာအိုမန်နိုင်ငံမှာတွေ့ဆုံမှာဖြစ်ပါတယ်။ကျွန်တော်အများကြီးမတောင်းဆိုပါဘူး။အီရန်နိုင်ငံက နျူကလ িয়ার နဲ့ပိုင်ဆိုင်လို့မရပါဘူးလို့ဒေါ်နယ်ထရန့်ကဘူရူးနစ်မှာသတင်းတောက်တွေကိုပြောပါရယ်။အီရန်နိုင်ငံကိုဖိအားပေးဖို့စီးရဲအင်အားလိုအပ်ရင်စီးရဲအင်အားကိုအသုံးပြုသွားမယ်လို့၎င်းကဆက်ပြောပါရယ်။အီရန်နိုင်ငံကနျူကလ িয়ার နဲ့မပိုင်ဆိုင်ရအောင်အမေရိကန်နိုင်ငံကအင်အားအသုံးပြုမယ်လို့သူကဆိုပါရယ်။အီရန်နိုင်ငံအပေါ်စီးရဲအရာအရေးယူမှုစတင်လာရင်အစ္စရေးနိုင်ငံကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာနိုင်တယ်လို့သူကပြောပါရယ်။ တရုတ်နိုင်ငံရဲ့အမေရိကန်သင်းငုံအပေါ်စီးကျက်ခွန်84ရာခိုင်နှုန်းတက်မှတ်မှုဟာကြာတာပြည်နေမှာအာဏာတည်ခဲ့ပြီးပေကျင်းကအမေရိကန်ကုန်စည်တွေပေါ်ကနန်းသုံးလုံးထိစီးကျက်ခွန်နဲ့တုံ့ပြန်လိုက်တာဖြစ်ပါတယ်။အမေရိကန်သမ္မတတော်နဲ့ထရန့်ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေပေါ်လက်တုံ့ပြန်စီးကျက်ခွန်တုံ့ပြန်မှုဟာဗုဒ္ဓဦးနေမှာစတင်ခဲ့ပါတယ်။ဒါပေမဲ့လင်းထော်နဲ့ထရန့်ကစီးကျက်ခွန်ဒိုးရာကိုရက်ဖိုးဆက်ထိရှေးဆိုင်ခဲ့ပြီးကမ္ဘာနိုင်ငံ85ခုက ကွန်ကရီသဘောတူညီချက်တစ်ကိုဆေးဆက်နှိနှိုင်းဖို့အစဉ်သင့်ရှိနေတယ်လို့ပြောပါရယ်ဒေါ်နယ်ထရန့်ကစီးကြံခွန်ဒုံမြင့်မှုရွှေဆိုင်နာမှာတရုတ်နိုင်ငံကိုချမ်းလက်ထားခဲ့ပြီးတရုတ်ပေါ်125ရာခိုင်နှုန်းအထိစီးကြံခွန်ဒုံမြင့်ခဲ့ပါရယ်ကွန်ကရီပြည်ပခအရှိန်မြင့်လာကြောင်းကမ္ဘာကွန်ကရီအဖွဲ့ WTO ထံတန်ခွက်ခဲ့တယ်လို့တရုတ်ပူတန်ယောင်းဝယ်ရေးဝန်ကြီးဌာနကပြောပြီးအမေရိကန်နိုင်ငံရဲ့စီးကြက်ခွန်ဟာ WTO စည်းမျဉ်းတွေကိုချုပ်ဖောက်တယ်လို့ဆိုပါရယ် အမေရိကန်နိုင်ငံရဲ့စီချက်ခွန်ဒုံမြင့်မှုကအမှားတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံကအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ရေဥပဒေရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။အာဆီယံဖွဲ့ဟာလူသားချင်းစာနာမှုအခုနှစ်ပေးရမှာမြန်မာစစ်ကောင်စီနဲ့လက်တွဲဆောင်ရွက်ကလက်ရှိအချက်တဲတွေကိုဖြည့်ရှင်းပြီးဘုံသမောတူညီချက်၅ရပ်ကိုလိုက်နာသင့်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်။ တည်ဆုံးသူ3600ကျော်ရှိတဲ့မြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံကိုအကူအညီပေးရမှာလက်တွဲဆောင်ရွက်တဲ့အာဆီယံဖွဲ့ဝင်နိုင်ငံအများစုကိုကျေးဇူးတင်ရှိတယ်လို့သူကဆိုပါတယ်။ကျွန်တော်တို့လူသားချင်းစာနာမှုကုညီပေးရေးကိစ္စရပ်တွေဆွေးနွေးရမှာမြန်မာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ဓာတ်ရိုက်ထိတွေ့ဆက်ဆံနေပါတယ်လို့၎င်းကဆက်ပြောပါတယ်။ ရင်ကနေဖေးကူညီပေးရင်နဲ့ပတ်သက်လို့လက်တွဲဆောင်ရွက်တဲ့ဆိုရာကျွန်တော်ကမိတ်ဆွေအားလုံးကိုအကြောင်းကြားခဲ့ပါတယ်လို့ April 10ရက်ကကျင်းပတဲ့17ကြိမ်မြောက် ASEAN ဘဏ္ဍာရေးဝင်ကြီးတွေနဲ့မဟုတ်ဘဲဥပဒေများအစည်းအဝေးပိတ်ပွဲအခမ်းအနားမှာ NY Ibrahim ကပြောပါတယ်မနေ့ရှားဘဏ္ဍာရေးဝင်ကြီးလည်းဖြစ်တဲ့ NY Ibrahim က BNN ဝင်ကြီးချုပ်ခမ်းမင်းချင်းနဲ့မကြသေးမီကဖုံးပြောဆိုမှုမှာအဆိုပါကိစ္စဘူးထည့်သွင်းပြောဆိုခဲ့ပါတယ် မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းသောအလုံးပါဝင်သောအဖြစ်တစ်ခုရရှိရေးအာဆီယံဖွဲ့ကသက်ဆိုင်ရာ ဖွဲ့စည်းအလုံးနဲ့တွဲဆုံဆွေးနွေးပြီးစေစံညှိနှိုင်းမယ်ဆိုရာ၎င်းတို့နှုန်းကသဘောတူခဲ့တယ်လို့ဆိုပါတယ်။အဆိုပါအဖြစ်ကလူသားချင်းစာနာမှုအခြေခံမှုတွေဒေတာရင်းတင်ငယ်မှုရှိရေးယူမှန်းချက်နဲ့ကိုက်ညီတယ်လို့၎င်းကဆက်ပြောပါတယ်။